အပိုင်းကိုဇလန်းလေးအစမှာတော့ကံရီတို့တငယ်ချင်းတွေကစိန်ခေါ်မှုတွေပြည့်နှက်နေတဲ့လှုပ်ဝက်မြောက်ရထားလမ်းကိုရှာဖွေဖို့ထွက်လာခဲ့ကြတယ်။ထွက်တာထွက်လာကြတာမြောက်လမ်းကဘယ်နားမှာရှိနေတယ်ဆိုတာသူတို့သေချာမသိကြပါဘူး။စန်တော်ဝါဝါနဲ့ထွက်လာရင်ယူဇာကနစ်မြောက်လမ်းကတကယ်ရှိတာရောသိကြလား။ဘယ်နားမှာရှိမှန်းလဲမသိပဲတက်တက်မောအောင်လုံနေတယ်ဆိုပြီးပြောနေကြတယ်။အဲ့ဒါနဲ့ယူဇာကဆက်ပြောပါတယ်။နင့်ကိုဘာလို့ခိုင်းမလို့ခေါ်လာတာလဲလို့မေးတော့ ညတော့ကောင်သုံးပြီးမြေရောက်ရထားလမ်းရှာပေးပြီးရင်မြေရောက်လမ်းထဲကအပြက်အစီးတွေရှင်းပေးဆိုပြီးပြောလိုက်ပါတယ်ခဏနေတော့နှက်တငယ်လေးဒေါသထွက်သွားပြီးငါအရင်ကကြောက်တုံးတွေကိုတော့ရွှေ့လာနိုင်တာပါ အခုကနှက်တကောင်ကိုထမ်းပိုးထတာငါစွမ်းအားတွေပိုကုန်စေတယ်ငါကိုကိုင်းရဲနင်အယူလုံနေတာလားဆိုပြီးတောင်းညံ့ပါတော့တယ်အဲ့ဒါနဲ့ကိုင်းရဲလေအစွမ်းတွေကပြန်ဖြည့်လို့ရပါတယ်ရော့နင်လိုတလောက်သုံးဆိုပြီးအစင့်မြင့်မော်ဆေးရည်တွေထုတ်ပေးခဲ့ပါတယ် အဲ့ဒါနဲ့ယူစားလဲကိုင်းရယ်နင်းယူနေလားအစေးရည်တွေတုံးနီးကိုရောနင်းတိလို့လားဆိုပြီးနှစ်ယောက်သားအချင်းများပါတော့တယ်ကိုင်းရယ်ကလည်းတိတာပေါ့စေးရည်တွေက အားပြန်ဖြည့်လို့ရပြီမဲ့အဝင်တော့ဆိုးတယ်နင်းအတွက်အထောက်အကူဖြစ်မှာပါလို့ပြောခဲ့တယ်ကိုင်းရယ်ကလည်းသူ့ဘက်ပဲအလျှော့ပေးလိုက်ပြီးယူစားကိုဒူးထောက်တောင်းပန်လိုက်ပါတော့တယ်ယူစားတောင်းပန်ပါတယ်ငါတို့မှရန်ဖြစ်နေဖို့အချိန်မရှိဘူးတပတ်မှဂါဇက်ကအန်နီရဲ့ဂျုံရင်ဂျုံနေမှာ ဒီကိစ္စကိုဖြေရှင်းနိုင်တာမင်းတယောက်ပဲရှိတယ်။ကုညီပေးပါလို့ခခရရတောင်းပန်ခဲ့ပါတယ်။အဲ့ချိန်လစ်တော့ကလည်းကိုင်းရီတောင်းပန်နေတာကိုကြည့်ပြီးယူဇာရဲ့ကုညီပေးလိုက်ပါ။ဒါကိုလုံနိုင်တာနင်းတယောက်ပဲရှိတယ်လို့ပြောလိုက်တယ်။အားလုံးကလည်းဝိုင်းပြီးတောင်းဆိုနေတာကြောင့်ယူဇာလည်းအေးဟာနင်းတို့ပြောတဲ့အတိုင်းလုပ်ပေးမယ်ဆိုပြီးထွက်သွားပါတော့တယ်။ခဏနေတော့ကိုင်းရီကစီရန်မင်းဟိုနေ့ကတွေ့ခဲ့တာယောက်ျားလေးဆိုတာတေချာလားလို့မေးတော့စီရန်ကလည်းတေချာတယ် ငါမျက်စိနဲ့တက်အပ်တွေ့လိုက်တာအဲ့ဒါနဲ့စီရန်လဲမင်းတွေ့လိုက်တာမင်းမမလားလို့မေးလိုက်တော့ကိုင်ရဲကလည်းဟုတ်တယ်ငါတွေ့လိုက်တာနတ်ဆိုးမင်းမလို့ပြောလိုက်ပါတယ်ဒါဆိုကာနန်မှာအ ਨੇ ဆုံးမိစ္ဆာနှစ်ကောင်ရှိတယ်ဆိုတဲ့အတိတ်ပဲပေါ်ဆိုပြီးကိုင်ရဲကပြောခဲ့တယ်ဒီလိုနဲ့ user တယောက်မော်ဆေးရီတွေကိုဒဗလင်းပြီးဒဗလင်းတောက်ရင်မြေရောက်ရထားလမ်းကိုရှာနေခဲ့တယ်ခဏနေတော့မိစ္ဆာကြီးတကောင်ကြောက်တုံးကြီးတွေကိုလွှတ်ပြစ်လိုက်တာမြင်ပြီးကိုင်ရဲတို့ကိုလှမ်းခေါ်လိုက်ပါတော့တယ်ကိုင်ရဲတို့လည်းအပြေးသွားကြရင် မြေရောက်လမ်းကိုတွေးတော့ပြောသွားခဲ့ကြပါတယ်ဒီလိုနဲ့ကင်ရယ်တို့တွေမြေရောက်လမ်းထဲကိုဝင်လာကြပြီးကင်ရယ်ကအားလုံးသတိထားကြမိစားတွေဝင်လာနိုင်တယ်တိုက်ခိုက်ဖို့အသင့်ပြင်ထားကြလို့ပြောခဲ့တယ်စီရန်ကလည်းအရင်လဲအဲ့လိုမိစားတွေငါခဏခဏမြင်ဦးတယ်ကံကောင်းလို့ငါအမေတိုက်ခိုက်ပေးလို့လွတ်သွားတာလို့ပြောခဲ့တယ်လမ်းတစ်လျှောက်ကင်ရယ်နဲ့စီရန်တို့ကမိစားအကြောင်းတွေပြောပြီးစကားကောင်းနေခဲ့ကြပါတယ်ကင်ရယ်ကမိစားအကြောင်းတွေကိုနှစ်နှစ်ဆက်ဆက်သိတာကြောင့်ယူဇာကချီးကျူးနေခဲ့တယ်။ခဏနေတော့ကင်ရယ်က အရန်အန်ရဲများတဲ့မိစ္ဆာကြီးထွက်လာနိုင်တယ်။ဘာပဲဖြစ်ဖြစ်ငါနဲ့စီရန်ကာကွယ်ပေးမယ်။မင်းတို့ဒီအထီတောင်လိုက်မလာတင်ဘူးဆိုပြီးပြောလိုက်တာကြောင့်လစ်တိုကဒေါသထွက်သွားပါတော့တယ်။ရန်ဖြစ်နေကြရင် ရှေ့မှာမတင်ငါစီရတွေ့တာကြောင့်လစ်ကကိုင်းရဲရှေ့မှာဆိုပြီးလှမ်းပြလိုက်ပါတော့တယ်။ကိုင်းရဲတို့လည်းတွားကြည့်လိုက်တော့တေဆုံးနေတဲ့လူအယိုးတွေကိုတွေ့လိုက်ပါတယ်။ပြီးတော့အယောင်တောက်ပနေတဲ့အစီအရင်တစ်ခုကိုတွေ့လိုက်တယ်။အဲအချိန်မော်ဆီယာမလေးရောက်လာပြီးမော်ပညာကိုတုံးပြီးအသက်ကိုစတေးရတဲ့အစီအရင်ပဲလို့ပြောခဲ့တယ်။ ခဏနေတော့ကင်ရယ်ကတေဆုံးနေတဲ့ရုပ်ဦးလောင်းကိုကြည့်လိုက်တော့မနစ်တနေ့ကမှတွေ့ခဲ့တဲ့ကာနန်မျိုးကလူတွေရဲ့အဝတ်အစားတွေဖြစ်နေခဲ့တယ်။ကင်ရယ်လည်းလန့်သွားပြီ။ဒါဆိုတေနေတဲ့လူတွေကကာနန်မျိုးသားတွေဖြစ်နေတယ်။တေကြတာကာနန်မျိုးသားတွေပျောက်ပြီးတေဆုံးနေတာမိစ္ဆာတွေလက်ချက်ကြောင့်ပြင်းမယ်ဆိုပြီးကင်ရယ်ကတထစ်ချပြောနေပါတော့တယ်။အဲ့ဒါနဲ့ list လဲတေချတာအစွမ်းထက်တဲ့မော်အစွမ်းရဖို့သူတို့လူအသက်တွေကိုဇတိနေတာဖြစ်မယ်။ဒါဆိုဒီလူမျိုးတွေသာဆက်ကျူးလွန်နေမယ်ဆိုရင် ကာနံမျိုးကလူတွေကုံသွားမှာပေါ့ဆိုပြီးပြောခဲ့တယ်။အဲ့ဒါနဲ့မော်ဆီယာမာလေးကသူတို့တွေကလူတွေအသက်ထက်မော်အစွမ်းတွေကိုပဲတန်ဖိုးထားတာ။သူတို့ဒီလိုဆက်လုပ်နေရင်တတ်မှတ်ထားတာကိုကြော်ပြီးအစီအရင်ကပေါက်ထွက်တော့မှာဒါကိုသူတို့သတိမထားမိဘူးလားဆိုပြီးပြောနေခဲ့တယ်။ကန်ရီလေးဒါဆိုဘာမော်ပညာထုတ်ဖို့စီစဉ်နေတာလဲသိလားလို့မော်ဆီယာမာလေးကိုမေးခဲ့တယ်။မော်ဆီယာမာလေးကလည်းအဲ့ဒါတော့သိချာမသိဘူး။ဖြစ်နိုင်တာလို့စဉ်းစားနေတော့တရားရောက်လာနေတယ်။ အားလုံးပုံကြဆိုပြီးမော်ဆရာမလေးကပြောခဲ့တယ်ခဏနေတော့နှဆိုးနှစ်ယောက်ဝင်လာပြီးလူသေးအလောင်းတွေကိုကြည့်ကငါတို့အစီအရင်ကတော့ပြီးတော့မယ်ထင်တယ်အောင်မြင်တော့မှာဆိုပြီးနှဆိုးမကိုလှည့်ကြည့်ကမင်းရောတခုခုပြောစရာမရှိဘူးလားလို့မေးခဲ့တယ်အတော့နှဆိုးမကလည်းနေပါလို့တန်ယုံကလူတွေအများကြီးကိုတတ်လိုက်တာလေလူတလောက်ပဲလူအသက်တွေကိုတတ်ပါနေဟာကလူသားတွေမျိုးသုံးအောင်လုံးနေတယ်လို့ပဲလို့ပြောခဲ့တယ်အဲ့ဒါနဲ့နှဆိုးကလည်းနေငါတို့နဲ့အတူပူးပေါင်းရင်ငါတို့အမိတ်ကိုလိုက်နာရမှာပဲ။ ဖြစ်နိုင်ရင်လူသားတွေကိုတီးတက်အောင်ပိုတက်ချင်တာသူတို့ကငါတို့စကားကိုနားမထောင်ပဲမိုင်းရိုင်းကြတာကိုအစကတည်းကနားထောင်ရင်အခုလိုသေးစရာမရှိဘူးလို့ပြောခဲ့တယ်ပြီးတော့ထပ်ပြီးအရေးကြီးတာကိုနေမေ့နေပြီလားငါတို့မိစ္ဆာဘရင်ကြီးလိုချင်တာကိုလုပ်ပေးရအောင်ပါလေအဲ့အတွက်လူတွေအများကြီးကိုစတဲ့ရအောင်ပါဒါကြောင့်နေလူသားတွေနဲ့ဆက်ပူးပေါင်းပြန်ပေးဆွဲပြီးလူတွေကိုထတ်သက်နေရအောင်ပါဆိုပြီးပြောကမော်စွမ်းအားတွေထုတ်ပြီးအလောင်းတွေကိုဖျောက်လိုက်ပါတော့တယ်ပြီးတော့နှဆိုးက ဂူထဲမှာနေရတာစိတ်ညစ်စရာကောင်းလိုက်တာငါတို့အပြင်ကိုအမြင်မြန်ထွက်ပြီးလေကောင်းလေတန့်ရှူရအောင်ဆိုပြီးပြောကထွက်သွားပါတော့တယ်။ကံရွေတို့လည်းသူတို့စကားကိုကြားပြီးတော်တော်ယုံမာတဲ့ကောင်းလေးနောက်ပြီးမိစ္ဆာဘီရင်ဆိုတာကလည်းရှိသေးတာလားဒီကောင်းလေးလုံနေတာကာရံမျိုးကလူတွေကုံတော့မယ်လို့ပြောခဲ့တယ်။မော်ဆီယာမလေးသူတို့ပြောသွားတာတွေကထူးဆန်းနေတယ်။မိစ္ဆာဘီရင်အကြောင်းကိုငါကြားဘူးပြီမဲ့ပြောတာတွေနဲ့သူတို့လုပ်တာတွေကထူးဆန်းနေတယ်လို့ပြောခဲ့တယ်။ဒီလိုနဲ့ကံရွေလည်းလောလောဆယ်သူတို့ကိစ္စခဏထအောင် ငါတို့အခုလောက်ကမှာကဘယင်ကန်နဲ့ဂါဇက်ကိုလိုက်ရှာဖို့ပဲအချိန်မီရှာနိုင်မှမဟုတ်ရင်သူတို့တခုခုဖြစ်သွားနိုင်တယ်လို့ပြောပြီးထွက်လာပါတော့တယ်ခဏနေတော့ဂူပပတ်လေကိုလိုက်ရှာရင်ဂါဇက်ကိုတွေ့သွားပါတော့တယ်ဖမ်းချုပ်ထားတဲ့ဂါဇက်ကိုတွားခဲ့ဖို့လို့တော့မင်းတို့ကဘသူတွေလဲဆိုပြီးတစ်ဖက်ကအော်လိုက်တော့ဘယင်ကန်ဘတ်ကိုတွေ့လိုက်ပါတယ်ခမ ्या ကဘတ်လားဘာလို့နေမကောင်းဘူးဆိုပြီးကျွန်တော်တို့ကိုမတွေ့တာလဲဆိုပြီးကင်ရယ်ကမေးလိုက်တော့မင်းတို့ကဇီကတ်မျိုးက ်ငါတို့ကာနန်ကိုသိမ်းဖို့လုပ်နေတာမင်းတို့ကိုဘယ်တော့မှကာနန်ကိုမပေးနိုင်ဘူးဆိုပြီးပြောခဲ့တယ်။အဲ့ဒါနဲ့ကိုင်းရယ်လဲခမရဒါဆိုဘာလို့ကာနန်ကလူတွေကိုတတ်နေတာလဲလို့မေးတော့ကာနန်ကိုကာကွယ်ဖို့အတွက်လို့ပြောခဲ့တယ်။အဲ့တော့ဂျားရဲကမနေနိုင်တဲ့ကာဇက်ကကာနန်ကတတ်ထုကြောတယ်မကြခင်ကုံတော့မှလို့ပြောတော့ဘတ်ကမင်းဘာလို့ပြောနေတာလဲဆိုပြီးဩခဲ့တယ်။ဂါဇလဲအခုချိန်မှတော့အကုန်ပြောပြလိုက်ပါဆိုပြီးဘယင်ခံကိုမြစ်တာခံခဲ့ပါဗါတယ်။မကြခင်တတ်ထုကြောတွေကိုရင်ငါတို့ကာနန်မျိုးလေးလဲ ျောက်သွားတော့မှာပြီးရင်ငါတို့ဗပုစရာတွေလဲဘာအလုတ်ကင်မှမရှိတော့ရင်ထမင်းငတ်ကုန်ကြတော့မှာလို့ဂါဇက်ကပြောခဲ့တယ်အဲ့ဒါဂါဇက်ကမကြခင်ဇီကတ်ကထိန်ချုံမှုအားကောင်းလာပြီငါတို့မျိုးလေးကိုတိမ့်ပိုက်တော့မှာဇီကတ်ကမျိုးကိုတိမ့်ပိုက်သွားတော့မှာလို့ဂါဇက်ကပြောတော့ဘတ်ကမဖြစ်ဘူးငါတော့အဲ့လိုလုံးဝအဖြစ်မခံနိုင်ဘူးလို့ပြောတော့ဂါဇက်ကခမရအဲ့လိုမယူရဲ့ဆန်နေလို့ကာနန်ကအခုဆုတ်ပြတ်တက်နေတာခမရအကြောင်းလို့ပြောပြီးနှစ်ယောက်သားစကားတွေများပါတော့တယ် ရန်ဖြစ်နေရင်ဘယင်ခံကချောင်းနေဆိုယောဂပြန်ထလာပါတော့တယ်။ကံရွယ်လဲကာဏံမြို့အခုလိုအရေးပေါ်ကြုံနေတဲ့အချိန်ကိုမိစ္ဆာတွေကအခွင့်ကောင်းယူခဲ့တာဆိုပြီးပြောနေတော့အတင်လူသားကရမ်းလိုက်တာငါတို့မိစ္ဆာတွေကိုအခုလိုမျိုးရမ်းရမ်းဆန်းဆန်းပြောစီရလားစကားကိုကြည်ပြောဆိုပြီးနှဆိုးရောက်လာပါတော့တယ်။ပြီးတော့မင်းတို့လူသားတွေကိုအမြင့်ဖြစ်မယ်ငါတို့သွေးကြီးဆက်မယ်ဆိုပြီးပြောပြီးဘယင်ခံနဲ့ငါတို့နှဆိုးတွေကအပေးအယူလှုပ်ထားတာသူတို့တတ်ထုသွေးကြောတွေပျောက်ဆုံးတော့မှမလို့ငါတို့အခုလို့ ြို့ခံနေတဲ့အလဲပြီးအလဲအထက်လုပေးထားတာငါတို့သမကယ်ရင်သူတို့ကာဏမျိုးပျောက်ဆုံးနေပြီငါတို့အခုလုံနေတာနောက်ဆုံးအစီအရင်ဆိုတာဒါကို ပြောတာဆိုပြီးရှင်းပြခဲ့တယ်အဲ့ဒါနဲ့ကိုင်ရယ်ကဆက်ပြီးမေးပါတော့တယ်ဒါဆိုမင်းတို့လိုချင်တာကဘာလဲလို့မေးတော့နတ်ဆိုးကမြင့်မြတ်တဲ့ဓာတ်လို့ဖြေခဲ့တယ်ဟင်ဒီမှာမြင့်မြတ်တဲ့ဓာတ်ရှိနေတာမင်းသိနေတာလားလို့မေးတော့ငါတို့လိုချင်တာအဲ့ဒါပဲလေအလဲအထက်လဲလှုပ်ထားတယ်လို့ပြောခဲ့တယ်ဒါတွေမကသေးဘူးပြီးတော့ မင်းတို့ဇီကတ်တိုင်းပြည်ကထုတ်နေတဲ့မော်လက်နဲ့တွေလဲလိုချင်တာဒါကြောင့်ငါတို့ကတစ်ချက်ခုတ်နှစ်ချက်ပြက်လှုပ်လိုက်တာဆိုပြီးပြောတော့ကင်ရယ်လဲတော်တော်ရုပ်မာတဲ့ကောင်လေးမင်းတို့ကိုစကားနဲ့မပြောတော့ဘူးတခါတည်းတက်ပြစ်မယ်ဆိုပြီးစတင်တိုက်ခိုက်ပါတော့တယ်နတ်ဆိုးကလည်းတိုက်ခိုက်မလို့လုံနေတော့မှာပဲနတ်ဆိုးမှဝင်လာပြီးနေပါဦးငါတို့တက်နိုင်တလို့တိုက်ပွဲကိုရှောင်ရမယ်လို့ပြောတော့မရဘူးလေငါတို့နတ်ဆိုးတွေအကြောင်းသူတို့တိသွားတော့အမြန်ဆုံးနှုတ်ပိတ်ရတော့မယ်ဆိုပြီးပြောခဲ့တယ်အဲ့အချိန်ဘတ်ကလည်းထလာပြီး နေပါဦးနဆိုးငါ့ကိုဂတိပေးထားတာလေလှုပ်ပေးအောင်လေမင်းတို့အဲ့အတွက်ထသွားလို့မရဘူးဆိုပြီးអော်နေခဲ့တယ်កៃរីကလည်းခမယူးနေတာလားနဆိုးစကားများခမယုံနေလားဒီကောင်းနေတကယ်လှုပ်ပေးမှာမဟုတ်ဘူးယုံမနေနဲ့လို့ပြောခဲ့တယ်ခဏနေတော့တိုက်ခိုက်ဖို့ခွဲတန်းချပါတော့တယ်နဆိုးကမင်းកောင်းမလေးနှစ်ယောက်ကိုတိုက်ခိုက်လိုက်ငါကတော့လေကြီးနေတဲ့လူသားកောင်းကို အမြင့်ဖြတ်ပေးလိုက်မယ်ဆိုပြီးပြောနေခဲ့တယ်စီရန်လဲကိုင်းရယ်မင်းတိုက်ခိုက်နေတယ် ါတို့လုတ်เสียရရှိတာသွားလုတ်လိုက်အောင်မယ်ဆိုပြီးထွက်သွားခဲ့ပါတယ်။အဲ့တော့နတ်ဆိုးမှလည်းငါတို့နေနှုတ်ကိုမတက်ချင်ဘူးနော်။အခွင့်အရေးပေးတော့မြင်မြင်ပြေးသွားကြဆိုပြီးပြောတော့လစ်ကငါတို့ကိုအထင်သေးတာလား။အကြောင်းပြရအောင်မယ်ဆိုပြီးနတ်ဆိုးကိုပြေးတိုက်ခိုက်တော့ဟိုဘက်ကအားလေးတစ်ချက်ပဲတုံးလိုက်တာလစ်လဲသွားပါတော့တယ်။ဒါကိုကြည့်ပြီးနတ်ဆိုးတွေကခေသူမဟုတ်ဘူး။ငါတို့တိုက်ခိုက်လို့ရမလားဆိုပြီးတွေးနေကြပါတော့တယ်။ကံရွေလေတဖက်မှာနတ်ဆိုးကိုအာတုံခွန်ဆိုင်တိုက်ခိုက်နေတော့ဇီရန်က မော်ဆီယာမာလေးကိုပစ္စည်းတစ်ခုပြခဲ့တယ်။ငါအဲ့ဒါဘရင်ခန်စီကနှိုက်ထားတာ။ကြည်ရတာမိစားတွေနဲ့ဆက်ဆက်နေမယ်လို့ထင်တယ်လို့ပြောခဲ့တယ်။မော်ဆီယာမာလေးကလည်းဟုတ်တယ်။မိစားမှော်ပညာစွမ်းအားတွေထဲထားတာ။ချိတ်ဆက်ပြီးနတ်ဆိုးတွေကိုတိုက်ခိုက်လို့ရနိုင်တယ်လို့ပြောခဲ့တယ်။တဖက်မှာလည်းကင်ရယ်ကနတ်ဆိုးနဲ့တိုက်ခိုက်နေရင်တအားစွမ်းနဲ့နတ်ဆိုးကြောင့်ကင်ရယ်ဘလို့မှအနာမကပ်နိုင်တော့ပါဘူး။အနာကက်လို့မရအောင်နတ်ဆိုးကစွမ်းအားတွေမှော်ပညာတွေအကုန်သုံးတိုက်ခိုက်နေတာကြောင့်ကင်ရယ်စိတ်ညစ်နေခဲ့ပါပြီ နတ်ဆိုးလဲကင်ရဲညင်းနေတာကိုကြည့်ပြီးအဆုံးသက်ဖို့အချိန်ရောက်ပြီကောင်းလေးမင်းခေါင်းကိုတော့တကြိုလို့ရအောင်ထားပေးလိုက်မယ်ဆိုပြီးမော်စွမ်းအားတွေထုတ်နေပါတော့တယ်အဲ့အချိန်စီရန်လဲကြောက်တိုင်တစ်ခုကိုဓားနဲ့ထွင်းလိုက်တဲ့အခါမြင့်မြတ်တဲ့ဓားကိုတွေးလိုက်ပါတော့တယ်သိကြတဲ့ဒီဓားပဲဆိုပြီးငါမြင့်မြတ်တဲ့ဓားကိုရှာတွေ့ပြီလို့ဆိုပြီးအော်လိုက်ရင် အပိုင်းကိုဇလန်းလေးလဲအဆုံးသက်သွားပါတော့တယ်လာမယ့်အပိုင်းတစ်စင်မှာတော့ကင်ရဲနဲ့နတ်ဆိုးတွေဘလို့ဆက်တိုက်ခိုက်မလဲ ဓာကရောဘသူပိုင်ဆိုင်သွားမလဲဆိုတာကိုတော့ပြိတက်ကြီးရင်ခုံစွာစောင့်မျှော်ကြည့်ရှုကြပါအောင်နော်